ဒန်ဝါလေလာရှိုးမျိုးကနေ NNDAA တပ်ဖွဲ့အားလုံးနှိပါဆုတ်ခွာနေလာရှိုးမျိုးကနေ NNDAA တပ်ဖွဲ့အားလုံးနှိပါပြီးဆုတ်ခွာနေပြီဖြစ်ကြောင်း NNDAA တပ်ဖွဲ့တွေနဲ့နှိဆက်သူတွေနဲ့ဒေသခံတွေစီကသိရပါတယ်။တကြံပြီးမနက်ဖြန် April 18ရက်နေ့ကစအစိုးရရုံးတချို့ပြန်ထိုင်တော့မယ်လို့သိရတယ်။ဒီနေ့အပြီးရွှေ့ရတယ်လို့ NNDAA တပ်ဖွဲ့တွေနဲ့နှိဆက်သူတယောက်ကပြောပါတယ် လာရှုမျိုးတဲ့တက်မတော်စစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စာဘာတွေပါ ဝင်ရောက်လာပြီလို့သိရှိရကြောင်းသူကပြောပါတယ် NNDAA ဘက်ကရေးတပ်ဖွဲ့ဝင်တွေတော့ရှိနေသေးတာတွေ့ရပြီး NNDAA တပ်သားနှိမ်ငယ်သွာလာလှုပ်ရှားနေတာတွေ့ရတယ်လို့ဒေသခံတယောက်ကပြောပါတယ်မျိုးထဲမှာလမ်းတချို့ပိတ်ထားတာတွေ့ရတယ် NNDAA ရဲတွေတော့အများပြားတွေ့ရတယ်လို့သူကပြောပါတယ်နာဆာကနဲ့နီးစပ်သူတယောက်ကမနှက်ဖြန်ကစားရှင်းလင်းရေးအရင်ဝင်ရမှာလို့ပြောပါတယ် နာဆာကအဆိုးကကျန်းမာရေးဌာနကဆေးရုံအုပ်လဲရောက်ရှိလာပြီလို့ကြားသိရကြောင်းဒေတာခန်တယောက်ကပြောပြပါတယ် NDAA ဘက်ကဖမ်းဆီးထိန်သိမ်းထားတဲ့အကျဉ်းသားတချို့ကိုတော့လောက်ကင်ဘက်ရွှေပြောင်းတဲဆောင်သွားတာတွေ့တယ်လို့တချို့ကတော့မွန်ဂိုဘက်ရွှေပြောင်းတဲဆောင်သွားတာတွေ့ရကအရေးအတွက်တော့မသိရဘူးလို့ဒေတာခန်တွေကပြောပါတယ်ထွက်ပေါ်နေတဲ့တရင်အရနတ်စကတပ်ဖွဲ့နဲ့ NNDAA တပ်ဖွဲ့ဆွေးနွေးမှုမှာ NNDAA တပ်ဖွဲ့ဘက်ကလာရှုမျိုးပေါ်ရက်ွက်ဆဲနှစ်ခုကို NASA ကအစိုးရကိုပြန်လည်ပေးအပ်မှာဖြစ်ပြီး NNDAA တပ်ဖွဲ့ကလာရှုမျိုးပေါ်ကနေလာမဲ့ဇူလိုင်လနောက်ဆုံးထားစုခွာပေးရမယ်လို့တည်ထားပေမဲ့အခုရက်ပိုင်းအတွင်း NNDAA တပ်ဖွဲ့ကလာရှုမျိုးပေါ်ကနေအများစုစုခွာသွားတာကိုတွေ့ရတယ်လို့ဆိုပါတယ်